ဒီမြောင်ဦးပြတိုက်ကိုဒီအကြံဖက်စစ်ကောင်စီဘက်ကနေလက်နေကြီးနဲ့ဟိုပြစ်ခတ်ဖြစ်စီလေဆိုတာကဒါရခိုင်လူမျိုးတွေရဲ့အသေးနှလုံးကိုဘုံခွေးတာနဲ့အတူတူပဲဗျာ ဒါကြောင့်မလို့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဒီမူရင်းစေဝါကိစ္စဒီအွန်လိုင်းရာဇဝမှုငွေကြေးကွာချမှုဒီလူကုန်ကူးမှုစတဲ့ရာဇဝမှုတွေအားလုံးရဲ့ဟိုတကယ်ပိတ်ကန်ရှင်ပေါ့နော်ဒီရာဇဝမှုဘောင်းဆောင်ရဲ့ဂိုင်းချုပ်ကြီးဖြစ်တဲ့ဒီဗိုလ်ချုပ်မှုကြီးမဲအောင်နိုင်တဲ့ဒီအပေါင်းပါဗိုလ်ချုပ်ကြီးတွေကိုဟိုတရုတ်အစိုးရနဲ့တကွာပေါ့နော်ဒီနိုင်ငံတကာဒီရာဇဝခွန်ယုံကနေပြီးတော့မှဟိုဖန်ဝရန်ထုတ်ပြီးတော့ဟိုဖန်စီတန်တဲ့အရှင်ကိုရောက်နေပြီလို့ဟိုကျွန်တော်တို့အနေနဲ့အာတိုက်တွန်းပြောကြားလိုတာရှိပါတယ် ားလုံးတာလီစွာပါမှန်တရားဖွေရှားအာရခမီဒီယာကကြိုးဆိုပါတယ်ဒီနေ့အာရခမီဒီယာကတင်ဆက်သွားမှာကတော့ ULA AA ဦးဆောင်တဲ့အာရခပြည်သူအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူဆရာဦးခိုင်ဥခန့်နဲ့လက်ရှိခြေအနေတွေကိုမေးမြန်းတင်ဆက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆရာခိုင်ဥကတာတီတော့ပါခင်ဗျာ အော်တာလီလာပါဟုတ်ကဲ့ဆရာကျွန်တော်တို့ဒီလက်ရှိအခြေအနေမှာရခိုင်တပ်တော်နဲ့အကြမ်းဖက်စစ်ကောင်စီတို့ရဲ့အဲရင်ဆိုင်နေရတဲ့အနေအထားကိုဆရာပြောပြစီလိုပါတယ်ခင်ဗျာအော်ဟုတ်ကဲ့ပါခင်ဗျာဒီရခိုင်စစ်မျက်နှာမှာတော့ဒီအကြမ်းဖက်စစ်ကောင်စီဟာဒီစစ်ဖက်နဲ့မဆိုင်တဲ့ဒီအရသာပြည်သူတွေကိုအဥတီတိုက်ခိုက်နေတာတွေ့ရပါတယ်ဆိုတော့ဒီပြည်သူတွေနေတဲ့နေရာတွေကိုတို့တို့ဒီလက်နေကြီးနဲ့ပစ်တာ နော်လေချောင်းကပြစ်တာနောက်ရွာတွေမြို့တွေကိုဝင်ပြီးတော့မှဒီမီးရှို့ဖြစ်စီတာအာပြီးလို့ရှိရင်ဒီမြို့တွေမှာဆိုလို့ရှိရင်တော့နော်ဒီအဓိကအစီဘွားရေးရှက်ရှာကြတဲ့ဈေးတွေကိုအဓိကပြင်မထားပြီးတော့မီးရှို့ဖြစ်စီနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဟိုနောက်တစ်ခုကတော့ဒီပြည်သူပိုင်ပစ္စည်းတွေကိုဒီဓမြတိုက်တာခိုးတာလူလူယူတာနောက်ပြီးလို့ရှိရင်ဒီပြည်သူတွေမရှိတော့တဲ့ဒီမြို့ရွာတွေမှာဒီပြည်သူတွေပိုင်တဲ့ပစ္စည်းတွေကိုဒီမြန်မာစစ်ကောင်စီ အကျံဖက်စစ်သားတွေကနေပြီးတော့မှဟိုဖောက်ထွင်းအခိုးယူတာတွေတောက်လျှောက်ဟိုဖြစ်နေတာတွေ့ရပါတယ်။ဟိုနောက်တစ်ခုကတော့ဒီရက်ပိုင်းတွေမှာဆိုလို့ရှိရင်ဒီအအကျံဖက်စစ်ကောင်စီဟာဒီရှေးဟောင်းတမိုင်းဝင်ရင်ကျင်းမှုအမွေအနှစ်တွေကိုအရေချဲရှိရှိနဲ့နေပြီးတော့မှဒါပြမထားအဖြစ်ရှိနေတာတွေကိုတွေ့ရပါတယ်။ဟိုဒီလောက်ရတွေဟာဒီဂျင်နီဗာကွန်ဗင်းရှင်းကိုပြောင်ပြောင်တင်းတင်းရှိုးပေါက်တာဖြစ်တယ်လို့ဒီစစ်ရသွမှုမျိုးစုံကို အကျွလွန်နေတာလေးဖြစ်ပါတယ်။ဟိုဒါကြောင့်မို့လို့ဒီလိုမျိုးဒီမြန်မာစစ်ကောင်စီဒီအကြမ်းဖက်စစ်တပ်ရဲ့ဒီလုံရတွေကိုဒီအိန္ဒိယနိုင်ငံတွေအပါအဝင်ပေါ့နော်ဒီနိုင်ငံတကာအတိုင်းဝိုင်းနေနဲ့ဟိုလက်ပိုက်ကြည့်မနေဘဲနဲ့ဟိုဖြစ်နိုင်တဲ့နီလန်းတွေအားလုံးအသုံးပြုပြီးတော့မှဒီအာဝိုင်းဝန်းအရှုပ်ရှားအတားဆီးကြဖို့ဒါအထူးအရေးကြီးတယ်လို့ကျွန်တော်တို့အနေနဲ့ဟိုတိုက်တွန်းပြောကြားရှင်တာရှိပါတယ်ဟုတ်ပါရဲ့ဆရာဒီ ရပိုင်းအတွင်းကပဲဥမာကျွန်တော်ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တယ်ဒီမြောက်ဦးမြို့တော်မှာရှိတဲ့ရခိုင်ရင်းကျင်းမှုအမွေနှစ်တွေထားတဲ့ရင်းကျင်းမှုပြတိုက်ကိုလက်နဲ့ကြီးနဲ့အဓာတ်လိုက်တဲ့တဲ့ပြစ်ခတ်လို့အပျက်စီးပြိုပြတ်သွားတာတွေတွေ့ရပါတယ်ဆရာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဘယ်လိုဖတ်ချက်ပေးခြင်းပါလဲခင်ဗျာဘယ်လိုတွန့်ပြန်ခြင်းပါလဲခင်ဗျာအော်ဟုတ်ကဲ့ပါဒီမြောက်ဦးပြတိုက်ကို ဒီအကြံဖက်စစ်ကောင်စီဘက်ကနေလက်နေကြီးနဲ့ဟိုပြစ်ခတ်ဖြစ်စီလေဆိုတာကတော့ရခိုင်လူမျိုးတွေရဲ့အသေးနှလုံးကိုဘုံခွေးတာနဲ့အတူတူပဲဗျ။เนาะဒါဟာနေပြီးတော့မှဟိုဘလုံးမဒီအာတိခံလို့ဒီလက်ခံလို့မရတဲ့ကိစ္စဖြစ်ပါတယ်။ဟိုဒါကြောင့်မို့လို့ဟိုစစ်ကောင်စီရဲ့ဒီလောက်ရအတွက်ကျွန်တော်တို့ရွယ်လေအနေနဲ့လည်းပဲကျွန်တော်တို့လုံးတဲ့လုံးထိုက်တဲ့လက်တုံးပြန်တိုက်ခိုက်မှုတွေကိုကျွန်တော်တို့ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြမစစ်တပ်လို့ခေါ်တဲ့ဒီအကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီရဲ့တမိုင်းမှာဒီလူကုံတိုက်ခါနဲ့အညီ သူတို့နေပြီးတော့မှဒီကျူးလွန်တဲ့ဟာတွေကိုတာဝန်ယူမှုတာဝန်ခံမှုသူတို့ဘယ်တော့မှလှုပ်ဆောင်ခဲ့တာမရှိဘူးပြဟုတ်ပါဆီဆိုတော့ဒီအကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီတပ်ကဒီမြမနိုင်ငံမှာဒီအသူတို့လှုပ်ဆောင်နိုင်တာဆိုလို့ဟိုအဓိကနှစ်ခုပဲရှိတယ်တစ်ခုကတော့ဒါပြည်သူတွေကိုအော်အကြမ်းဖက်အနိုင်ကျင်းနှိုက်ဆက်ညှဉ်းပန်း ီမတရားဖန်ဆီးတက်ဖြတ်တာပေါ့နော်ဟိုနောက်နံပါတ်နှစ်တစ်ချက်ကတော့ဟိုတိုင်းပြည်ကိုအလုံးစုံဖြည့်ဆည်းရေးပေါ့ဗျာဒီဥပမာပြောရမယ်ဆိုလို့ရှိရင်တော့ဒီအာစီးပွားရေးလူမှုရေးပညာရေးဒီရင်ကျင်ဒီဥစ္စာပေါ့နော်ဒီအကုန်လုံးဟာနေပြီးတော့မှဟိုပြည့်စုံကုန်ပြီဟိုမြန်မာနိုင်ငံမှာခင်ဗျားတို့ပဲကြည့်လိုက်ပါဟိုတိုင်းပြည်ရဲ့အခြေခံအဆောက်အုံတွေအားလုံးဟာဒီအကြမ်းဖက်စစ်ကောင်စီကြောင့်ဟိုဒါအားလုံးနေပြီးတော့မှဒီအာပြည့်စုံကုန်ပြီပေါ့နော် ိုဒါနေပြီးတော့ဒီသူတို့အကျန်းဖက်ဖက်စစ်စစ်တရဲ့ဟိုတကယ်မှန်ကန်တဲ့သမိုင်းလို့ဟိုနောက်တစ်ခုဒီနေရာမှာဖြည့်ပြီးတော့ပြောရှင်တာကဒီအကျန်းဖက်ဖက်စစ်စစ်ကောင်စီတပ်ဟာဟိုကဘာမှာနေပြီးတော့မှဒီနောက်ဆုံးလက်ကျန်ဖက်စစ်စစ်တပ်ဖြစ်တယ်ကြာဟုတ်ကဲ့ပါရှင်ဟိုမြန်မာနိုင်ငံအထက်မှာအာဒီသူတို့အကျန်းဖက်ဖက်စစ်စစ်ကောင်စီကြောင်းပဲအခုလိုမျိုးဒီ နှစ်ပေါင်း90ကျော်ပေါ့နော်ဒါပြည်တွင်းစစ်ကြီးဖြစ်နေတယ်ဆိုတာလည်းဒါလူတိုင်းသိတဲ့ကိစ္စဖြစ်တယ်။နော်မြန်မာနိုင်ငံသားတွေနားလေသလိုဒီကမ္ဘာနိုင်ငံတွေကလည်းပဲဟိုဒီကိစ္စကိုနားလေပြီးတဲ့ကိစ္စဖြစ်တယ်။ဒါပေမဲ့လို့ဒီမြန်မာဒီအကြံပေးဖက်စစ်တပ်ကတော့အာသူတို့တည်သားလျင်ဒီမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာကိုဒီကာကွယ်တဲ့သူတွေဆိုပြီးတော့မှအဲ့လိုမျိုးတလွေပေါ့နော်။ဒါပြည်သူစံတန်းနဲ့ဟိုဆန့်ကျင်ပြီးတော့မှသူတို့ကဒီဟို တလွေအဒီအတိုက်ပဲကောက်ပြီးတော့အသူတို့ဟာဒါလင်ဗီဒီယိုတိုင်းပြည်ရဲ့ဒီတကယ်တကယ်ဟိုဖိုင်ရှင်တွေဖြစ်တဲ့ဆိုတော့ဒီလိုမျိုးဒီ concept ပေါ့နော်အသူတို့ရဲ့အယူအဆတွေကတကယ်ပြောမယ်ဆိုလို့ရှိရင်ဟိုဒီနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေအားလုံးရဲ့အော်တကယ်ဒါအားဥစားပေါ့နော်ဒီအာအဓိကကြတဲ့အချက်လို့ကျွန်တော်ကအော်အဲ့လိုမြင်တယ်ဒါကြောင့်မလို့အော်ဒီအကြံဖက်ဖက်စစ်စစ်တပ်ကိုဟိုပြောင်းလဲပြစ်ဖို့အတွက်ဒီ ကျွန်တော်တို့ဒီအတိတ်ခအင်အားစုတွေပေါ့နော်ဒီအာဗမာမဟုတ်တဲ့တခြားတိုင်းရင်းသားတွေအပါအဝင်အခုဆိုလို့ရှိရင်တော့ဒီဗမာလူမျိုးတွေအာအဓိကဒီအာအာဥဆောင်တဲ့ PDF တွေပေါ့နော်အဲ့ဒီလူဟာတွေကလည်းပဲဒီအခုသူတို့ဒေါ့ဆောင်နေပြီးတော့ဒီဥစ္စာပေါ့နော်ထောက်ခံလာတဲ့ဒီဗမာအကြမ်းဖက်စစ်တပ်ကိုအာသူတို့ကိုယ်တိုင်နေပြီးတော့ပြန်ပြီးတော့တော်လှန်နေကြတယ်ဒါဟာနေပြီးတော့ အာဒီမြန်မာနိုင်ငံတမိုင်းမှာဘယ်တော့မှနဲ့မတူတဲ့ဒီဖြစ်ဖို့တိုးတက်မှုလို့ကျွန်တော်တို့ပြောလို့ရတာနော်ဟိုဒီဟာကတော့တကယ်ဒီဟိုပါဘောနော်ဒီတမိုင်းရဲ့အလေးအကြောင်းကာလလို့ပြောလို့ရတယ်ဟိုနောက်တစ်ချက်ကတော့ဒီမီဒီယာတွေပုံမှာပေါ့နော်ဒီအာဇိုမင်းထွန်းနဲ့ဒီသူ့ရဲ့ဥစ္စာပေါ့နော်လက်ကင်တုံးဖြစ်တဲ့ MRTV တို့နော်အဲ့ဒီတခြားဟိုသတင်းဌာနတွေကနေပြီးတော့မှဒီသူတို့အာ မဟုတ်တဲ့အမှားတွေတဲ့အတုတွေကိုဒီမဟုတ်မမလောက်ကြံဝါဒဖြန့်ပြီးတော့မှဒီအောက်လန်းကြီးတွေနဲ့အာတောက်လျှောက်တိုက်ခိုက်နေတာတွေတွေ့ရပါတယ်ဟုတ်ပါဘူးဘာကြောင့်ဒီလိုလုပ်ကလေးဆိုလို့ရှိရင်သူတို့ဒီအကြမ်းဖက်စစ်ကောင်ဖက်စစ်စစ်ကောင်စီဘက်ကမှန်မှန်ကန်ကန်လုံထွားတာဆိုလို့တခုမှမရှိဘူးဗျဟိုဒါကြောင့်လည်းပဲသူတို့ကနေပြီးတော့မှဒီအာဒီမဟုတ်မမလောက်ကြံပြီးတော့အခုလိုမျိုးအာလိန်လေးဝါဒဖြန့်မှုတွေလုပ်နေတာလို့ကျွန်တော်တို့ကအဲ့လိုမြင်တယ်ဟိုဒါပေမဲ့လည်းတစ်ဖက်မှာ ဟိုဒီဖက်ဆစ်စစ်ကောင်စီဘက်ကဘလို့ပဲလင်းလေဝါဒကြန့်ဖြန့်ပေါ့နော်ဟိုဒီဟာကတော့အရာမရောက်နိုင်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီအကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီကဘလို့အကြမ်းဖက်နေတယ်ဆိုတာကိုဒေသခံပြည်သူတွေအားလုံးနေပြီးတော့မှအာသိတယ်သူတို့ကိုယ်တိုင်ခံစားနေရတယ်။အာဒါကြောင့်မလို့နေပြီးတော့မှဟိုဒီကိစ္စကတော့ဒီအာပြည်သူတွေလည်းတည်ပြီးသားနောက်ပြီးလို့ရှိရင်ဒီနိုင်ငံတကာကလည်းအာနားလေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဟို ဟိုဒီမဟုတ်မမှန်ဝါဒပြမှုတွေကတော့ဟိုတိုက်ပြီးတော့ဒီအရာမရောက်နိုင်ဘူးလို့ကျွန်တော်ကတော့အဲ့လိုပဲမြင်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာဒီခေတ်ကနေပြီးတော့ဟို1950ကျော်ခေတ်မဟုတ်တော့ဘူး။အခုကနေပြီးတော့ IT ခေတ်ကိုရောက်နေပြီ။ဆိုတော့ IT ခေတ်မှာတောင်မှအခုလိုမျိုးလိန်လေဖို့စူးစမ်းတွေဆိုတာကတော့ဒါဟာအတော်လေးဥစ္စာပေါ့နော်။ဦးနှောက်တိန်တဲ့အာဒီဥစ္စာပေါ့နော်။အတွေးကိုခေါင်းပေါ်တဲ့လူတွေရဲ့လုံရပဲဖြစ်တယ်။အာဒါပြောမယ်ဆိုလို့ရှိရင်တော့ဒါသွေးယူသွေးတာနဲ့ရှောက်လုံနေတဲ့လုံရလို့ပဲကျွန်တော်တို့ကအဲ့လိုပဲ အာတော်တော်နဲ့ပြောရှင်တာရှိပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဆက်ပြီးတင်လာတော့ခုနကဒီ2029ဒီတစ်တုံညာနှစ်ခွန်အစ်စ်စင်ရေးညီနောင်သုံးဘော်နဲ့ကျွန်တော်တို့ရခိုင်တက်တော်အပါဝင်အဲလုတ်နေတဲ့ကိစ္စတွေမှာအခုတရုတ်သမရအာပြည်သူသမရနိုင်ငံကနေဝေရောက်စီစပ်ပေးမှုတွေရှိနေတယ်ဆိုတော့အဲ့ဒီအခြေအနေတွေရောဘယ်လိုမျိုးအကျိုးရှိလာနိုင်တဲ့အနေအထားမျိုးဆရာအနေနဲ့သုံးသပ်မိပါလားခင်ဗျ တယောဆိုရရဲ့ဒီဂျာဝင်စဉ်းစားမှုနဲ့ကျွန်တော်တို့ဒီကိုမင်းမျိုးမှာဒီညီတော်မဟာမိတ်သုံးခွင်းနဲ့ဒီအကြံပဲစစ်ကောင်စီဂျာမှာပြေဆုံးဆွေးနွေးခဲ့တာကတော့ရှိပါတယ်။ဟိုအခုဆိုလို့ရှိရင်တော့ဒါနှစ်ကြိမ်ရှိပြီပေါ့နော်။ဒါပေမဲ့လို့ဟိုလက်တွေ့မြေပြင်မှာတော့ဒီတိုက်ပွဲတွေကတော့ဟိုရပ်တန့်သွားတာမရှိပဲဆက်ပြီးတော့ဒါအရှင်ဟုံကောင်းကောင်းနဲ့အာသွားနေတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပါဘူး။ဒါကြောင့်မို့လို့ဒီ ာရှေ့ဆက်ပြီးတော့ဟိုဘလို့ဖြစ်လာမလဲဆိုတဲ့ကိစ္စကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ဟိုဟိုစောင့်ကြည့်ရမယ့်အနေထားလို့ဟိုကျွန်တော်ကအဲ့လိုပဲဖြေကြရှင်ပါတယ်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးပါခင်ဗျဟုတ်ကဲ့ဆရာဒါဆိုရင်ကျွန်တော်အခုမေးမြန်းချင်တာကတော့ဆရာတို့အနေနဲ့ဒီအကြံဖက်စစ်ကောင်စီကနေပြီးတော့ ULAAA ကိုဘူးရစီဝါကိစ္စရည်နဲ့ပတ်သက်ပြီးတော့ဆွဆွဲချက်တွေအပေါ်မှာဆရာအနေနဲ့ဘလို့တုံ့ပြန်ဖြေရှင်းလို့ပါလေခင်ဗျအော်ဟုတ်ကဲ့ပါခင်ဗျ ဒီအကြံဖက်ဖက်စစ်ကောင်စီဟာဒီစစ်မြေပြင်မှာအာဒီသူတို့ရဲ့အာရှုံးသိမ်းမှုတွေများလာတဲ့အခါဒီညီနောင်မဟာမိတ်အဖွဲ့ဝင်အာဖြစ်တဲ့ကျွန်တော်တို့ ULAA ကိုဒီအလွန်ကောက်ကျစ်စင်းလေးဟိုညစ်ပါတဲ့ဒီနိုင်ငံရေးအောက်လမ်းဤတွေအာဒီနိုင်ငံရေးညှိလုံးတွေကိုအသုံးပြုပြီးတော့ဒီတည်င်းတူတည်င်းမှားတွေကိုရေချဲချင်းချင်းနဲ့ဒီလောက်ကြံဖန်တီးပြီးတော့မှဖြန့်ဝေနေတာကျွန်တော်တို့လည်းတွေ့ရပါတယ် ဟိုဒါဟာဒီအခုမှလောက်တာတော့မဟုတ်ပါဘူးဒီအရင်ကျွန်တော်တို့ဒီစစ်ပွဲကာလဒီ2018 2019 2020ဟိုစစ်ပွဲကာလတုန်းကလည်းပဲဒီသူတို့စစ်ကောင်စီဘက်ကဒီထိခိုက်ကြဆုံမှုတွေများလာရင်ဒီလိုပဲဒီမူရီစေဝါတွေကိုအကြောင်းပြပြီးတော့မှဒီမဟုတ်မမလင်းလေဆွတ်ဆွေးဖူးဒါတွေအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဆရာဟိုတကယ်တော့ဒီအာသူတို့ပြောတဲ့ဒီဖန်စီရမိတယ်ဆိုတော့မူရီစေဝါတွေကလည်းပဲ ။ဟိုအဲ့ဒီမူရင်းစေဝါရဲ့ပိုင်ရှင်အစစ်ဟာသူတို့အကြံဖက်စစ်ကောင်စီပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမူရင်းစေဝါတွေကိုသူတို့ဒီအကြံဖက်စစ်ကောင်စီကထိန်းချုပ်ထားတဲ့ဒီဤသူစစ်ဒေသတွေမှာဟိုသူတို့ကိုယ်တိုင်ထုတ်လုပ်ပြီးတော့မှဒီသူတို့အာကိုယ်တိုင်ဒီနိုင်ငံတကာနဲ့ဒီအာပြည်တွင်းကိုဖြန့်ဝေနေတာဖြစ်ပါတယ်။ဒီမြန်မာနိုင်ငံမှာဒီမူရင်းစေဝါ နောက်ပြီးလို့ရှိရင်ဒီ online လောင်းကစားဒီလူကုန်ကူးမှုဒါတွေအလုံးဟာဒီအကြံပေးစစ်ကောင်စီကနေပြီးတော့မှကျွန်တော်တို့ဒီထိန်းချုပ်လောက်ကင်နေတာဖြစ်ပါတယ်။ဟိုဒါကြောင့်မို့လို့ဒီမူရေးစေဝါဒီ online ရာဇဝတ်မှုတွေနောက်ပြီးလို့ရှိရင်ဒီလူကုန်ကူးမှုဒီငွေကြေးခွာခြားမှုဟိုဒီအားတွေအလုံးမှာဒီအပါဝင်ပတ်သက်တဲ့ဒီဟိုအကြံပေးစစ်ကောင်စီရဲ့ဒီစစ်ဘိုလ်ချုပ်တချို့ကိုနောက်ပြီးလို့ရှိရင်ဒီဝန်ကြီးတချို့ပေါ့နော်။ဟိုအဲ့ဒါတွေကို ဒီသူတို့ဒီအာအကြံပေးခေါင်းဆောင်ကနေပြီးတော့မှဒီဖြုတ်ထုတ်ထောင်ချတာတွေလုပ်နေတာလေဒါအားလုံးအပြည့်ပြည့်ဖြစ်ပါတယ်မှန်ပါတယ်ဆီဟိုဒါကြောင့်မလို့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဒီမူရင်းစေဝါကိစ္စဒီ online ရာဇဝတ်မှုငွေကြေးကွာချမှုဒီလူကုန်ကူးမှုစတဲ့ရာဇဝတ်မှုတွေအားလုံးရဲ့ဟိုတကယ်ပိတ်ကန်ရှင်ပေါ့နော်ဒီရာဇဝတ်မှုဘောင်းဆောင်ရဲ့ဂိုင်းချုပ်ကြီးဖြစ်တဲ့ဒီဗိုလ်ချုပ်မှုကြီးမဲအွန်လိုင်းနဲ့ဒီအပေါင်းပါဗိုလ်ချုပ်ကြီးတွေကိုဟိုတရုတ်အစိုးရနဲ့ တကွာပေါ့နော်ဒီနိုင်ငံတကာဒီအာရာဇဝခွန်ယုံကနေပြီးတော့မှဒီဟိုဖန်ဝရန်ထုတ်ပြီးတော့ဟိုဖန်စစ်တန်းတဲ့အရှင်ကိုရောက်နေပြီလို့ဟိုကျွန်တော်တို့အနေနဲ့ဒီအာတိုက်တွန်းပြောကြားလိုတာရှိပါတယ်ဟုတ်ကဲ့ပါရှင်ဆရာဒါဆိုရင်အခုလိုပြပြဆုံးဆုံးဖြေချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါဆိုရင်နောက်ဆုံးအနေနဲ့တော့ကျွန်တော်အနေနဲ့ဒီပြည်သူလူထုတွေကိုဆရာအနေနဲ့အဲဘယ်လိုမျိုးမှတ်ချက်ပေးခဲ့ကြပါလဲဘယ်လိုမျိုး မှားကြခဲ့ကြပါတယ်ခင်ဗျာလက်ရှိအခြေအနေပေါ်မှာမူတည်ပြီးတော့ဘယ်လိုတုံ့ပြန်နေရမလဲဆိုတဲ့ဟာမျိုးအော်ဟုတ်ကဲ့ပါဒီပြောရှင်တာကတော့ကျွန်တော်တို့ဒီအခုဟိုမြန်မာနိုင်ငံမှာဒီ passive စစ်ကောင်စီကဒီမြန်မာနိုင်ငံမှာအဓိကဖြစ်နေတဲ့နိုင်ငံရေးစည်းရေးပြဿနာတွေအားလုံးရဲ့ဒီဘ ਹੁ ချက်မှဖြစ်ပါတယ်ဟိုဒါကြောင့်မို့လို့ဒီအတိုက်ခံအင်အားစုတွေအဲအားလုံးဟာဒီစစ်ကောင်စီတပ်ကိုအမြင့်ပြုတ်ရှင်းလင်းနိုင်ဖို့အတွက်ကျွန်တော်တို့ ဒါအလုံးတက်ညီလက်ညီနဲ့ဝိုင်းဝန်းအကျိုးပန်းနေကြတဲ့ကာလဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအတိတုံညာနှင်းခွန်စစ်စင်ရေးကဟိုစက်ခိပေမဲ့လည်းပဲအခုကတော့အဲ့ဒီထက်ဟိုအဆင်းမြင့်ပြီးတော့ဗောနော်ဒီကျွန်တော်တို့ဒီ nation wide operation ဗောနော်ဒီတနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ဒီအပြည်သူအလုံးပူးပေါင်းပါဝင်တဲ့စစ်စင်ရေးကြီးအဆင့်ကိုကျွန်တော်တို့ရောက်လာပြီဖြစ်ပါတယ်ဟုတ်ကဲ့ အခုဒီစစ်စင်ရေးဟာဒီ nation wide operation ဟာအရှင်ဟုန်ကောင်းကောင်းနဲ့နေပြီးတော့ဆက်လက်ပြီးတော့ရွေးရှားနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုဒီစစ်ကောင်စီဟိုအမြင့်ပြအဖို့အတွက်ဒါပြည်သူတရားလုံးနေနဲ့ဒီဝိုင်းဝန်းအပူပေါင်းပါဝင်ကြဖို့လိုတယ်ဒီစစ်ကောင်စီကိုအမြင့်ပြဖြိုလင်းပြီးတဲ့နောက်ပိုင်းမှာဟိုဒီအခုဒီစစ်စင်ရေးမှာပါပူပေါင်းပါဝင်နေကြတဲ့ကျွန်တော်တို့ဒီအဖွဲ့အစည်းပေါင်းစုံလူမျိုးပေါင်းစုံတွေရဲ့ဒီ တစ်ဖက်နဲ့တစ်ဖက်ဒီအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနားလည်မှုတွေကတဆင့်အကျွန်တော်တို့ကနေပြီးတော့ဒီစစ်ကောင်စီအလွန်ပါပေါ့နော်ဒီအခုတည်းကောင်းတယ်ဒီနိုင်ငံရေးစနစ်တစ်ခုကိုအကျွန်တော်တို့ဒီပြည်သူတွေရဲ့စံတန်းနဲ့အညီပေါ့နော်အတိဆောက်သွားနိုင်နိုင်မယ်လို့ကျွန်တော်တို့အနေနဲ့ဟိုအခိုင်အမာအာယုံကြည်ပါတယ်ဆိုတာကိုကျွန်တော် message ပို့လို့တာရှိပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာအခု Arakha Media နဲ့ တွေ့ဆုံပြောကြားသွားတာကတော့ ULAA ဥဆောင်တဲ့အာရခပြည်သူအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူအိုးခိုင်ဒုက္ခဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အာရခမီဒီယာကနေပြီးတော့အခုလိုလက်ရှိနိုင်ငံရေးစီးရေးအခြေအနေတွေကိုဆက်လက်ပြီးတော့လည်းတွေ့ဆုံမင်းမြန်ကန်နေရှိနေသေးတဲ့အတွက်ဆက်လက်စောင့်မျှော်နားဆင်ကြဖို့အတွက်ပြောကြလိုပါတယ်အားလုံးပါဠိစကားပါ